2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါလေဗျ။မကတော့ခွင်ရှိဆိုတော့ဘလိတ်နဲ့ကွက်တီပဲဗျာနော်ငါဘလိတ်ပေါက်ကနေဖြစ်သွားပြီမနေ့ကတော့အားလုံးမဲ့ခွင်ရှိမှပေါက်ကြသေးလားတော့မသိဘူးဗျာညနေမှလည်းထည့်ပေးမယ်ဆိုရင်တော့ထိတ်အပိတ်ဗလိတ်တဲတကွက်ကောင်းမယ်ဗျာ any matter of tabby, you know, take a big break you know. အပြီးပေါက်နဲ့ lucky ကနန်းဖြစ်မယ်ပြတ်အထက်မှာကျွန်တော်တဲတကွက်ကောင်းကြီးပြေးပြီးမှာပေါ့နော်ပရိတ်တလုံးနဲ့ဆိုတော့မနက်ကခွန်ရှိကိုပေါက်ရတယ်မပါဘူးလားပြဒီစမှာ နေ့ညနေမှာတော့အခွေလေးရထွက်မှထင်တယ်ဗျ။ကျွန်တော် channel အမျိုးကြီးမှာလည်းကံမကောင်းထင်တယ်ဗျာနော်ကျွန်တော်ကအခွေပေးရင်ကျွန်တော်ရအခွေထိုးရင်ကျွန်တော်ကနေလိုက်ကမှန်တယ်ဗောနော်တခါနေလိုက်လိုက်ထိုးရင်ကျွန်တော်အခွေရထွက်တယ်အဲ့လိုဖြစ်နေလားမသိဘူးဗျာ channel အမျိုးဒီမှာလဲပေါက်တယ်ဆိုတာတယောက်မှမတွေ့သေးဘူးပြေနော်အခုထိဟုတ်ကဲ့ပါညနေမှာလဲအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပေးထားတယ်ဗျာ လိုက်ကလေးနှိပ်ထိတ်ကပေါင်းပြီเนาะလိုက်ကနည်းနေတယ်ဗျကြီးတဲ့သူတွေ၄၅6000ဖြစ်သွားလဲကျွန်တော်မှလိုက်က300ထဲမှာတက်ဘူးဗျเนาะဒါကြောင့်မို့ကိုမတွေလိုက်လေးတော့နှိပ်ပေးထားပါဗျဒါကြောင့်ဒီထိတ်စီလိုင်းလေးပေါ့နော်ထိတ်စီလိုင်းလေးကျွန်တော်ပြပေးမယ်ဗျာ ဲနာနီလာအဲ့ဒါမင်္ဂလာပါစီယာမနေ့ကအဲ့ဒါ136ရခွေရပါတယ်ဟုတ်ကဲ့ပါဗျာနော်ရတဲ့သူတွေအတွက်တော့ဝမ်းသာပါတယ်ဗျဒီနေ့မှတော့မပေါဘူးလားမသိပဲနော်ခွင်ရှစ်လိုက်မှာတော့ကျွန်တော်ဒီမှာဆိုရင်6ရ9ရနှလုံးပေါင်းခြင်းဒီ5 5ရပါဝါဒီ3ညဒီ5 3ညဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလဲ5တို့မဟုတ်3ညဖြစ် ဒီနှလုံးပေါင်းခြင်း6ရက်9ရက်နှလုံးပေါင်းခြင်းဒီ9 9ရက်ပါဝါ3ည9ည3ဖြစ်ခြင်းကြောင့်ကျွန်တော်ဒီမှာဒီနှလုံးပေါင်းခြင်းဒီလည်း9သို့မဟုတ်3ညဖြစ်ရမှာကိုထဲခွင်ရှင်း2000ဘူးပောက်တယ်လေးတဲ့ဟုတ်ကဲ့ပါဗျာဝမ်းသာပါလေဗျာ9တုံညာဖြစ်ခြင်းကြောင့်ဒီနှလုံးပေါင်းခြင်းဒီလည်း9သို့မဟုတ်3ညဖြစ်ရမယ်အဲ့ဒီမှာဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့9ဆိုပြီးတော့ဖြစ်တယ် ဒါဆိုရင်နောက်တစ်ပြန်က9ရက်9ရက်နှလုံးပေါင်းခြင်းဒီ3ည3ညပါဝါဒီ9ဒီနှလုံးပေါင်းခြင်း၃ည၃ညပါဝါ၅၃ည၅ဖြစ်ခြင်းကြောင့်ကျွန်တော်ဒီနှလုံးပေါင်းခြင်းဒီလဲ၃ညသို့မဟုတ်၅ဖြစ်ရမယ်။အဲ့ဒီမှာဒီနှလုံးပေါင်းခြင်းဒီ၆ရက်၄ရက်ပေါင်းခြင်းဒီ၃ညဆိုပြီးတော့ဖြစ်တယ်။ဒါဆိုရင်နောက်တစ်ပြန်က သုံးရခွင်ရနှလုံးပေါင်းခြင်းသည်တုံညတုံညဘာဝတိငါဒီနှလုံးပေါင်းခြင်းတုံညတုံညဘာဝငါတုံညငါဖြစ်ခြင်းကြောင့်ကျွန်တော်ဒီနှလုံးပေါင်းခြင်းသည်လေတုံညသို့မဟုတ်ငါဖြစ်ရမယ်အလုံးမဲ့သဘောပေါက်ကြမယ်ထင်တယ်ဗျဒီနှလုံးပေါင်းခြင်းတုံညတုံညဘာဝငါတုံညငါဖြစ်ခြင်းကြောင့်ဒီနှလုံးပေါင်းခြင်းသည်လေတုံညသို့မဟုတ်ငါဖြစ်ရမယ်ဗောနော် အဲ့မှာဒီခွင်ရဲ့၃ရဲ့ပေါင်းခြင်းဒီ၃ညဆိုပြီးတော့ဖြစ်ဒါဆိုရင်ဒီမှာလဲ၄ရဲ့၂ရဲ့နှလုံးပေါင်းခြင်းဒီ၆၆ရဲ့ပါဝါဒီ၁6တဖြစ်ခြင်းကြောင့်ကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလဲ6သို့မဟုတ်တဖြစ်ရင်ဉာဏ်ဤလားတဲ့မနက်ကမကြည့်လိုက်ရဘူးတဲ့ဟုတ်ကဲ့ပါဗျာနော် ီမှာဒီနှလုံးပေါင်းခြင်း၄ရက်နှစ်ကပေါင်းခြင်းဒီ6 6ပါဝါတီ1 6 1ဖြစ်ခြင်းကြောင့်ဒီမှာဒီနှလုံးပေါင်းခြင်းဒီလဲ6သို့မဟုတ်1ဖြစ်ရမယ်ဆိုတော့9ရက်6ရက်နှလုံးပေါင်းခြင်းဒီ1ဆိုပြီးတော့ဖြစ်ဒါဆိုရင်ဒီနေ့မှာ3ရက်1ကနှလုံးပေါင်းခြင်းဒီ၄၄ပါဝါတီ9 3ရက်1ကနှလုံးပေါင်းခြင်းဒီ၄၄ပါဝါဒီ9 6 9ဖြစ်ခြင်းကြောင့်တော့ဒီမှာ ဒီရမနက်ပိုင်း3:00 3:00ဟာ3နောက်ပိတ်ရအခုထွက်မယ်ညနေထိပ်စီးရပေါင်းခြင်းတည်ကျွန်တော်တို့၄သို့မဟုတ်၉ဖြစ်တစ်6ထိပ်တယ်ဟုတ်ကဲ့ဗျာနော်အားလုံးမတည့်ရသူကတော့မန်းသွားပြီဗျာတစ်6ထိပ်တယ်ရောဒီမှာ၄ကိုဖြစ်ချင်းကြောပါနော်ဒီနှလုံးပေါင်းခြင်းတည်လဲ၄သို့မဟုတ်၉ဖြစ်ရမယ်ဆိုတော့ဒီမှာကျွန်တော်တို့၃ရှိထားတဲ့အတွက်၄ဖြစ်အောင်ဆိုရင်ကျွန်တော်တို့တစ်ထိပ်ထဲမှာ၄ လေးဖြစ်မယ်ကိုးဖြစ်အောင်ဆိုရင်ကျွန်တော်တို့က6ထိပ်ထဲမှာကိုးဖြစ်မယ်တစ်6ထိပ်ပါတယ်မမေအောင်ဟုတ်ကဲ့ဗျအောင်ကြီးရဲ့တစ်6တယ်ဟုတ်ကဲ့ပါဗျဦးမြင့်ဆိုရဲ့တစ်6ထိပ်တယ်ဟုတ်တယ်ဗျနော်ထိပ်စီးဒီတစ်6ထိပ်ကျွန်တော်တို့ကဒီမှာအပြည့်ယူမယ်ဆိုရင်တော့ကျွန်တော်တို့3ရဲ့1ကပေါင်းခြင်းတီ4ပေါ့နော်4ရဲ့ပါဝါတီ6 4ရဲ့နှက်ခတ်တီ2 လေးကိုနှစ်ဖြစ်ချင်းကြောင်းဆိုပြီးကျွန်တော်တို့ကီးအနေနဲ့ယူလိုက်မှဆိုရင်တော့ကျွန်တော်တို့ဒီ6.9ဒီထိတ်လို့ရနော်အလုံးမဲ့သဘောပေါက်ကြမယ်ထင်တယ်ဗျဒီနှလုံးပေါင်းခြင်းဒီ၄၄ရဲ့ဘဝဒီ၉၄ရဲ့နှစ်ခတ်ဒီ၂၄၉နှစ်ဖြစ်ချင်းကြောင်းကျွန်တော်တို့ဒီနှလုံးပေါင်းခြင်းဒီလည်း၄၉နှစ်ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့၄ဖြစ်အောင်ဆိုရင်ဒီမှာ၁ထိတ်ထည့်ရမယ်၉ဖြစ်အောင်ဆိုရင်၆ထိတ်၂ဖြစ်အောင်ဆိုရင်ကျွန်တော်တို့ဒီမှာ၉ထိတ်ထည့်ရမယ် ဒါကြောင့်မို့ထိတ်စီးအနေနဲ့6 1 9တိထိတ်ကိုမျိုးရဲ့6 9ထိတ်ပါဟုတ်ကဲ့ပြန်နော်6 1 9ထိတ်ဒါဆိုရင်ထိတ်စီးလိုင်းက6 1 9ထိတ်အဲ့ဒီမှာဒီထိတ်စီးရန်လေးကိုနားလည်မယ်ထင်ပါတယ်ဗျထိတ်စီးနေနဲ့6 1 9ဒီထက် နော်ကြီးတချောက်ကိုထိတ်တယ်ဟုတ်တယ်ဗျာနော်ထိတ်စီဒီတချောက်ကိုထိတ်ပါဗျာကျွန်တော်ဒီမှာဆိုလဲပေါ့နော်ဒီနားလေးမှာကျွန်တော်အကူမရနားလေးအောင်ဆရာလေးရှင်းပြပေးခြင်းနေဗျာဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့ငါးတုံညပေါ့နော်ငါးတုံညဖြစ်ခြင်းကြောင့်ဒီနှလုံးပေါင်းခြင်းငါးတုံညဖြစ်ရမယ်ဆိုတော့ဒီမှာဒီကျွန်တော်နှိမ့်ရှိထားတဲ့အတွက်ငါးဖြစ်အောင်ဆိုရင်ဒီမှာထိတ်စီဒီကျွန်တော်တို့သုံးထိတ်ထည့်ရမယ်။တုံညဖြစ်အောင်ဆိုရင်၈ထိတ်ပေါ့နော်။ဒါဆိုဒီမှာကျွန်တော်တို့ဒီ၃၈ဒီထိတ်ဒီဘက်မှာ ဒီပြန်မှာကျွန်တော်38ထိပ်ပေါ့နော်ဒါဆိုရင်ဒီမှာလဲ9ရဲ့9ရဲ့နှလုံးပေါင်းခြင်းဒီ3ည3ညပါဝါ9 3ည9ဖြစ်ခြင်းကြောင့်ဒီနှလုံးပေါင်းခြင်းဒီလဲ3ည9ဖြစ်ရမယ်ဆိုတော့ဒီမှာ6ရှိထားတဲ့အတွက်ကျွန်တော်တို့3ညဖြစ်အောင်ဆိုရင်4ထိပ်ထည့်ရမယ်9ဖြစ်အောင်ဆိုရင်ကျွန်တော်တို့6ထိပ်ထည့်ရမယ်အဲဒါဆိုကျွန်တော်ဒီမှာဒီ4 9ဒီထိပ်ဒီမှာကျွန်တော်4 9ထည့် မမေအောင်နဲ့နောက်ပိတ်ပြပါတဲ့မမေအောင်နားလဲပါပြီဟုတ်ကဲ့ဟုတ်ကဲ့ပြန်နော်ဒါဆိုရင်နောက်ပိတ်လိုင်းဒီနှစ်ရဲ့ငါးရဲ့ဒီရဲ့သုံးရဲ့နှစ်နဲ့ငါးနဲ့ပေါင်းတော့ခွန်းခွန်းနဲ့ဒီရဲ့သုံးနဲ့ပေါင်းတော့၃ညဒါဆို၃ညပါဝါတီ၅ တုံညာနှစ်ခတ်တီခွင်တုံညာငါးခွင်တီအပိတ်တော့ဒီမှာ၃ည၅ခွန်အပိတ်မှာ၄ခွန်ဆိုတော့ခွန်နောက်ပိတ်ဒါဆိုနောက်တစ်ပင်ကခွန်ရဲ့၃ရဲ့ဒီရဲ့၄ရဲ့ခွန်နဲ့၃နဲ့ပေါင်းတော့၃ည၃ည၄နဲ့ပေါင်းတော့၄၄ပါဝါတီ၉ လေးနှစ်ခတ်တည်နှင့်လေးကိုနှစ်တည်အပိတ်တော့ဒီလေးကိုနှစ်အပိတ်မှာလဲ3နှစ်ဆိုတော့နှစ်နောက်ပိတ်ပြီကျဲထွန်းအောင်နဲ့6လေး6နောက်ပိတ်တယ်ဟုတ်ကဲ့ပြန်နော်ဒါဆိုရင်နောက်တစ်ပင်က6ရဲ့4ရဲ့ဒီက3ရဲ့6နဲ့4နဲ့ပေါင်းတော့3 3နဲ့ဒီက3နဲ့ပေါင်းတော့6 6ရဲ့ပါဝါတီ1 6ရဲ့နှက်ခတ်ဒီကို6 1 9ဒီအပိတ်ကျွန်တော်တို့ဒီ6 1 9အပိတ်မှာလဲ6 1ထွက်တော့1နောက်ပိတ်ယူသူလိုင်းနဲ့6လေး6နောက်ပိတ်ပေါ်တယ်ဟုတ်တယ်ပြန်နော်ကိုညင်းဆိုရ6လေး6အပိတ်တဲ့ဟုတ်လား168နောက်တယ်168ကနောက်မဟုတ်ရဲ့နော်168မဟုတ်ဘူးရဲ့6လေး6ပါဗျဒီမှာဆိုကျွန်တော် ဒီသုံးလုံးပေါင်းကြည့်ပြန်နော်3 9ရယ်3ရယ်တရား6 3 9 3 6သုံးလုံးပေါင်းခြင်းဒီ9 9ပါဝါဒီ၄9နှစ်ခတ်ဒီ6 9လေး6ဒီအပိတ်အေးကျန်တဲ့နှစ်နာရီပဲထွက်လဲတည်ရင်ပြောပြပါလားတဲ့နှစ်နာရီခင်းတော့ကျွန်တော်မကြည့်ရသေးဘူးဗျာ နော်ဒီ646เนาะဟုတ်တယ်ဗျာเนาะကျွန်တော်တို့ဒီမှာဒီ619ဒီထဲ646ဒီအပိတ်တွဲရင်ကျွန်တော်တို့6964 6ဘူး1914 16ဘူး646 6ဘောเนาะအဲဒါကျွန်တော်ကဏ္ဍလေးအရင်စီပြတ်ဖေးလို့မယ်ဗျာကဏ္ဍစီပေးပြီးသွားရင်เนาะကျွန်တော်ပရိတ်လိုင်းလေးပါပြတ်ပေးမယ်ဗျာကျွန်တော်စိုက်ကနောက်တစ်စိုက်တော့ထပ်ပြတ်ပေးဦးမယ်ဗျာเนาะဒါကတော့ကျွန်တော်ထည့်ပိတ်ပေါ့ဗျာ669ထိတ်ကို 那我这不就放那里了？我我那个，我那个，我那个，我那个。 cho nó đi mà đuổi thay đó thì cháu tiệt cô thầy cô cô lấy cháu bảy bữa nó đuổi như chúng nó đó cháu cô cháu lấy cháu bú tiệt cô tiệt lấy tiệt cháu cô bú cô lấy cô cháu thì bị cái nào cô quậy số mu này tiệt cháu thầy thì hết cái bảy nó cho nó đi mà tiệt cháu nó cho nó cô thầy bảy như thay bảy nó cháu tiệt cô thầy cô cô lấy cháu bảy thì mà đuổi lại như chúng nó đó cháu cô cháu lấy cháu bú tiệt cô tiệt lấy tiệt cháu cô bú cô lấy cô cháu ားလုံးမဲ့ line လေးနှိပ်ပစ်ထားပါအောင်ပြန်နော်ဒါဆိုရင်ကျွန်တော် break line လေးပါပြပေးမယ်ပြပြီးကြရင်တော့ဒီထက်ကကျွန်တော်တကွက်ကောင်းထုတ်အောင်လုပ်ပါမယ်နော် break line လေးပါပြပေးမယ်ပြဆူလာတန်တက်6ထိတ်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါဗျကျွန်တော် break line ဒီ ဒီမှာလဲကျွန်တော်တို့ဗလိတ်လိုင်းဒီမနက်ကလို့ပဲပေါ့နော်၃ပင်မြောက်ဗလိတ်လိုင်းပေါ့6ရရဲ့4ရဒီက5ရ3လုံးပေါင်းချင်းဒီ5အဲ့5ဒီကျွန်တော်ဒီမှာဗလိတ်3နှစ်ဆိုပြီးတော့5ဗလိတ်အဲဆိုနောက်တစ်ပင်ကခွင်ရ3ရဒီကခွင်ခွင်3ခွင်3လုံးပေါင်းချင်းဒီခွင်အဲ့ကျွန်တော်ဒီမှာဒီခွင်ဗလိတ်ပေါ့အဲ့ခွင်ဗလိတ်မှာ6တစ်ဆိုပြီးတော့ထွက် ါဆိုဒီနေ့မှာပရိတ်လိုင်းဒီ9ရဲ့6ရဲ့ဒီရက်2 9နဲ့6နဲ့ပေါင်းတော့1 1နဲ့ဒီရက်2နဲ့ပေါင်းတော့3 3ဒီပရိတ်ပေါ့ကျွန်တော်တို့ပရိတ်ဟိုပါပေါ့နော်ပေါင်းချင်းဒီပရိတ်တော့ပေးနေတယ်ဒါဆိုရင်ပရိတ်တစ်လုံးနဲ့ယူမယ်ဆိုရင်ကျွန်တော်တို့3ပရိတ်ရဲထွန်းအောင်နဲ့3ရှစ်ပရိတ်တဲ့ဟုတ်ကဲ့ပါဗျာဦးမြင့်ဆိုရတဲ့6ထည့်ကြိုက်တယ်တဲ့ပရိတ်ဒီကျွန်တော်တို့3ပရိတ်ပေါ့နော်ပရိတ်တစ်လုံးနဲ့ယူမယ်ဆိုရင်ကျွန်တော်တို့3ပရိတ် ဘရိတ်အပြည့်ယူမယ်ဆိုရင်တော့3ဘဝတီ၈3နှစ်ခတ်တီ9 3 8တီဘရိတ်3 8ဘရိတ်ဆိုတော့ကျွန်တော်တို့ဒီမှာတွက်ထားတာဒီထိတ်သီးကိုအပိတ်ပေါ့နော်အဲ့ဒီမှာတွက်ထားတာဒီကျွန်တော်တို့3 8ဘရိတ်မှာဒီမှာ6 9ဆိုတဲ့9ဘရိတ်ပါမယ်တလေးဆိုတဲ့9ဘရိတ်6ဘူးဆိုရဲ10ဘရိတ်6လေးဆိုရဲ3ဘရိတ်6 6ဆိုရဲ5ဘရိတ်တကယ်လို့တကွက်ကောင်းနေနဲ့ယူရမယ်ဆိုကျွန်တော်တို့ဒီမှာပေါ့နော် ရိတ်ဒီ၃ပရိတ်ဆိုတော့ကျွန်တော်တို့တကွက်ကောင်းဒီဒီမှာတော့ကိုးလေးဆိုပြီးတော့တကွက်ကောင်းရတယ်ဗျအားလုံးမဲ့နားလည်းမလို့ထင်ပါလိမ့်ဗျเนาะတကွက်ကောင်းဒီကျွန်တော်တို့ကိုးလေးပေါ့ဒါဆိုရင်ဒီ site လေးကိုကျွန်တော်ပြီးသွားရင်နောက်ထပ် site ပြအောင်မယ်ဗျเนาะဘုကမလည်းကြိုက်နေတဲ့တာတော့ကစားဗျ ီမှာဒီတော့မနေ့ကကျွန်တော်ပြတဲ့ဝမ်ချင်းဟိုင်းပေါ့နော်ဝမ်ချင်းဒီတော့ဒီမှာကျွန်တော်တို့2ရဲ6ရဲဒီက9ရဲ3လုံးပေါင်းချင်းဒီ3 3ရဲပါဝါဒီ8ဒီမှာကျွန်တော်တို့3ရှစ်အချိန်မှာ3ဆိုတော့3ထိဒါဆိုဒီမှာကျွန်တော်တို့ခွင်းရဲခွင်းရဲဒီက3ရဲ3လုံးပေါင်းချင်းဒီခွန်းခွန်းပါဝါဒီ2ခွန်းနှစ်ဒီဒီမှာအချိန်ခွန်းနှစ်အချိန်မှာလဲကျွန်တော်တို့4ခွန်းထွက်တော့ကျွန်တော်တို့ခွန်းထိတယ် အဲ့ဒီဒီမှာကျွန်တော်တို့နောက်တစ်ပင်က9ရယ်9ရယ်ဒီက4ရယ်၃လုံးပေါင်းချင်းဒီ8 8ရယ်ပါဝါဒီ3 8 3ဒီဒီမှာအချိန်8 3အချိန်မှာ3နှစ်ထွက်တော့3ထိဒါဆိုရင်နောက်တစ်ပင်က3ညရယ်3ရယ်ဒီက3ရယ်3လုံးပေါင်းချင်းဒီ6 6ရယ်ပါဝါဒီ1 6 1ဒီဒီမှာအချိန်6 1အချိန်မှာကျွန်တော်တို့မနေ့က6 1တောင်ထွက်တယ်ပေါ့နော်ဒါဆိုဒီနေ့မှာအချိန်ဒီကျွန်တော်တို့ခွင်းရယ်8ရယ်ဒီက6 ခုနှစ်ရှင်းတဲ့ပုံတော့ငါးငါးနဲ့ဒီရဲ့6နဲ့ပုံတော့1တစ်ဘဝဒီ6တစ်6ဒီအချင်းလဲရှိတယ်ဗျဒါကြောင့်မို့အကိုမတို့အစင်ပြေတလူတော့ထိုးပြန်နော်နောက်နောက်ထပ်လုံးမိုင်းလေးပြင်းရလေးပြအောင်မယ်ဗျရဲထုံးအောင်နဲ့တစ်6ချင်းနဲ့ဟုတ်ကဲ့ဗျနော်ကေအက်အာမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ ီမှာတော့အပင်တူလေးပေါ့နော်သူကတော့လုံးမိုင်လေးပေးနေရလေးဖြစ်တယ်ဗျနော်ဒီရတဲ့60ရယ်69ရယ်တဲ့ဒါဆိုကျွန်တော်ဒီမှာလုံးမိုင်လေးပေးနေတာဒီ နှစ်ရခွင်ရကျွန်တော်ဒီရ9ရသုံးလုံးပေါင်းချင်းဒီလေးအဲ့လေးဒီဒီမှာလုံးပိုင်းပြေးတယ်၄ပိုင်းဆိုပြီး၄ခွင်ဆိုပြီးထွက်တယ်ထက်နိုင်တဲ့အပူပေါ်တဲ့ညနေဟုတ်ကဲ့ပြန်နော်ဒါဆိုရင်ဒီမှာနားလည်းမထင်နေပြန်နော်နှစ်ရခွင်ရဒီရ9ရသုံးလုံးပေါင်းချင်းဒီလေးအဲ့လေးမှာကျွန်တော်တို့ဒီမှာ၄ခွင်ဆိုပြီးတော့ထွက်တယ်နောက်တစ်ပြန်ကခွင်ရ9ရဒီရခွင်ခွင်ရ9ရပေါင်းတော့6 6နဲ့ဒီရခွင်နဲ့ပေါင်းတော့3 အဲ့ဒီတော့ဒီဒီမှာလုံးမှန်ပေးတယ်ပြ3နှစ်ဆိုပြီးတော့ထွက်တယ်ဒါဆိုနောက်တစ်ပြင်က6ရဲ့3ညရဲ့ဒီကနှစ်6 3ညနှစ်3လုံးပေါင်းချင်းတည်တက်အဲ့တက်ဒီကျွန်တော်ဒီမှာလုံးမှန်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့6တက်ဆိုပြီးတော့ထွက်တယ်အဲ့တော့ကျွန်တော်ဒီမှာဒီလုံးမိုင်းနဲ့တွေးမယ်ဆိုရင်၃ညရဲ့ခွင်ရဲ့ဒီရက်တက်ကပေါ့နော်ဒီ၃လုံးပေါင်းချင်းတည်လဲကျွန်တော်တို့လုံးမိုင်းနေနဲ့ပြေးတာတွေးရတယ်ဗျ ုံညရဲ့ခွင်ရဲ့တက်ကပေါင်းခြင်းတော့ကျွန်တော်တို့ရှစ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာရှစ်ပိုင်းလို့လဲယူလို့ရတယ်ဗျကေဘီရဲ့လုံးပိုင်းတစ်လုံးလိုချင်ပါတယ်ခင်ဗျားတဲ့လုံးပိုင်းနေတဲ့ဒီမှာတော့ကျွန်တော်တို့၈ပိုင်းတော့တွေ့ရပြန်နော်၈ပိုင်းတွေ့ရဆိုပေမဲ့ကျွန်တော်တို့ over ဘက်ပိုကြိုက်ပါလေဗျ1 chain နေပေါ့နော်ထိပ်ပိတ်ဟိုဘာတွေပိုကြိုက်တယ်ဗျ6 9ထိပ်တို့6 6ပိတ်တို့ပေါ့နော် ပညာရှင်သတိတီတူကြီးရဲ့ဘယ်တော့ကအောင်တာလဲတဲ့မနက်ကအောင်တာပါဗျာနော်ခွင်ရှစ်ကမနက်ကလိုက်မှာဝင်ကြည့်ကြည့်ပါဗျာ7 7 6ထိုးရမှာလားတဲ့ကျွန်တော်တို့ကပရိလိုင်းရမှန်မယ်ဆိုရင်တော့8ပိုင်းကိုဆိုရင်တော့ကျွန်တော်တို့က8 5ဆိုတဲ့3ပရိပေါ့နော်ပရိလိုင်းရမှန်ခဲ့မယ်ဆိုရင်ပြောတော့ပါ KB ရမှန်ဖတ်ပြီးတော့ကျေးဇူးပါတဲ့6လိုက်နေတယ်တဲ့ 6ကတော့ကျွန်တော်ထင်မှာတွေ့ရပြန်နော်6 9 6 4 6ပူ1 6ပဲနော်ကျွန်တော်လုံးမိုင်းနေနဲ့10ပိုင်းလဲတွေ့နေတယ်အကိုမတို့ကစိတ်နေတဲ့တူကစားပါပဲနော်ဒီ10ပိုင်းလေးကိုလဲပရိတ်နဲ့ချုပ်မလားသို့မဝဒီထက်က1ကျင်းနေပဲတွေ့မလားပေါ့နော်6 6 8 8 9 8လေးဆိုတဲ့ကဏ္ဍလေးကိုပဲတွေ့မလားပေါ့နော်ကျွန်တော်တို့ဒီရပဲတင်ပေးလိုက်မှာပြန်နော် 619ထိတ်ကို646ပိတ်နေပဲတင်ပေးလိုက်မယ်ဗျ KB ရဲ့6ကြိုက်တယ်ဗျဟုတ်ကဲ့ဗျเนาะ6ကြိုက်ရင်တော့ကျွန်တော်တို့ break ကများတကယ်လို့မှန်ခဲ့မှာဆိုရင်ကျွန်တော် break က3 break ဆိုတော့ဗောနော်6ခွင့်တစ်ခွက်ပါထည့်ရမှာဆိုတော့เนาะ3 break ဆိုတော့ ပြန်ရင်တတိတူရေအေးအောင်းလုံးလေးကောင်းတာပေါ့တဲ့အခုကလူတိုင်းကဒုက္ခရောက်နေကြတာတဲ့ကောင်းအောင်ကူညီကြတဲ့ကျွန်တော်တို့ဒီလည်းမှန်တာမှားတာတော့ဟောပေါ့နော်ကျွန်တော်တို့ကဒီ website နဲ့ပဲကျွန်တော်ဒီတွက်ပြခြင်းဖြစ်တယ်ဗျဒါကြောင့်မို့ကိုမတို့ကနားလည်အောင်ကြည့်ပြီးတော့ကြိုင်းနှစ်သက်မှလည်းတုံးဗျ တူဒီမှာတော့ကျွန်တော်ပိုင်ကန်နိုင်ရလို့မရှိဘူးမှန်တဲ့အခါရှိမယ်မှားတဲ့အခါရှိမယ်ဒါပေမဲ့မှန်တာနဲ့မှားတာနဲ့ဆိုရင်တော့ကျွန်တော်တို့မှာမှန်တာတီတော့နည်းနည်းရှားမယ်ပေါ့ဗျာနော်မှားတာတီတော့ပိုရများနိုင်ရဲ့ဗျာအကူမတို့ကကနန်းဟိုပေါ့နော်တူဒီကိုဘယ်လိုထိုးလဲဆိုတော့ကျွန်တော်လည်းမသိဘူးဗျာကျွန်တော်ပြေးထားတာတီရော အခွေမှာလည်းအခွေလည်းထွက်တယ်ပရိတ်ပရိတ်တီလည်းထွက်တယ်ပေါ့ဗျာနော်ကေကေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ အခုမှဆိုကနန်းပေါ့နော်တခါထိုးရင်ဘယ်နှကွက်ထိုးလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါကြောင့်မို့ကျွန်တော်မြင်တာတွေ့တာကိုတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ပေးထားခြင်းဖြစ်တယ်ဗျာ6ခွင်1နှစ်6လေးကောင်းပါတယ်တဲ့ပြိမ့်နေဆိုရင်တဲ့ KB အမအမိုင်းတော့လက်ခံပါတယ်ဗျာဟုတ်ကဲ့ဗျာနော်ကျွန်တော်ဒီလဲဒါကြောင့်မို့ကျွန်တော် site နဲ့ပဲတွေ့ပြပေးခြင်းဖြစ်တယ်ဗျာနေ့လေခန်းန်းနေရတော့ဘာလို့လဲဆိုကျွန်တော်မျက်နှာပြပြီးတော့ ဒီကနေ့ထိုးပါဟိုကပေးပါဆိုထိုးပါဆိုပြီးကျွန်တော်မပြောကြင်ဘူးရယ်နော်ဒီလေးတို့ရဲ့ဒီညနေနှစ်သုံးထိန်နဲ့ကုညီပေးလိုက်ပါတော့ငါတို့တို့ပြီးရက်ရနာနီလာတဲ့မနေ့က6တက်လဲအောင်နေတဲ့ကိုရှိ3ညတက်ကဆက်လိုက်ရမလားတဲ့အတော်ကိုရှုံးနေပြီတဲ့30ကျော်ထိနေပြီတဲ့ ကျွန်တော်အဲ့ရခွေဆိုင်တီတော့ပြက်ပင်တော့မရှိဘူးပြန်နော်ကိုမတော့ကြိုက်နေတတ်မှလည်းတော့မြတ်ခွေလမှာတော့ပြက်ပင်မရှိဘူးဒါကြောင့်မို့ကျွန်တော်ဒီအခွေဆိုင်ကိုပေးထားခြင်းဖြစ်တယ်ဗျတကယ်လို့မှဒီအခွေမထွက်ခဲ့ရင်တော့ကျွန်တော် site ကိုချပြပေးမယ်ဗျနော်အပတိုင်းတော့ထွက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကန်စိုးကန်ကောင်းလေးလိုပါသေးတယ်ဗျအခုကအခွေတမျိုးအဲ့အခွေတမျိုးပဲလိုက်တယ်လားတော့မသိဘူးဗျနော် ကျန်တဲ့အခွေတော့အခုမပေါက်ဘူးလားပြ2 3 5အခွေကျွန်တော်ပေးတဲ့အခွေမှာတော့ထွက်သွားပြီเนาะ2 3 5အခွေလည်းထွက်သွားပြီကျွန်တော်မနေ့ရက်ဆိုလည်းနှစ်ကြိမ်မဲ့ထုတ်ရမှာပေါ့เนาะဟောပေါ့နှစ်ရက်ပဲထုတ်ရမယ်ကနေမှာကျွန်တော်ဟောဖြစ်တယ်ဗျာကျူးလည်းမနေ့ပြန်ထွက်မယ်တဲ့အခွေလည်းမနေ့ပိုင်းဟုတ်ကဲ့ဗျာ ဒီမဲ့ကိုဆက်လိုက်မယ်တဲ့ပေါက်9000 9000နဲ့9000ရောက်နေပြီတဲ့ဟုတ်ကဲ့ပါဗျာနော်ကျွန်တော်ကတော့ကဏန်းတွေကလည်းမလို့ပြောနော်အများကြီးလည်းမထိုးစေချင်ဘူးဗျာကျွန်တော်ကအကိုမကြီးကိုစေနာနဲ့သာချပြပေးခြင်းဖြစ်တယ်ဗျာကျွန်တော်တူးကြီးကြောင်းတော့ချမ်းသာသွားရသူလည်းမရှိပါဘူးဗျာနော်ဒါကြောင့်မို့တူးကြီးကိုအရင်လောဘမကြီးပါနဲ့လို့ပဲကျွန်တော်ကတော့ပြောချင်ပါလေဗျာတကယ်လို့ကျွန်တော်ဒီပြောထားတဲ့ရှေးကိုတုံညာတဲ့အခွေကမထွက်ခဲ့ရင်ဆိုရင်တော့မထွက်ခဲ့ဘူးဆိုရင်တော့ကျွန်တော်စိုက်နေပြပေးမယ်ဗျာနော် အခွေရလမ်းနိုင်လားအခွေရလမ်းနိုင်ပါလေဗျာကျွန်တော်နေလိုက်ဒီလေအချိန်မေးမှန်နေမှာတော့မဟုတ်ဘူးဗျာနော်ဒါကြောင့်မို့အခွေဒီရောပိုကြီးကောင်းတယ်လို့ကျွန်တော်တို့ယူဆပါတယ်ဗျာအခွေဒီကျွန်တော်အခွေနှစ်အခွေပေးထားပါဗောနော်3 4 5 6ရှိတယ်3 4 5 6အခွေဆိုတော့ကျွန်တော်ဒီထဲမှဆိုရင်ကျွန်တော်တို့6လေးလို့6ဘူးလို့ဗောနော်အဲ့လည်းကောင်းတယ်ဗျာရှိကို3ညာတက်အခွေမှာတော့ကျွန်တော်ဒီမှာတော့9ဘူးပါတယ်ဗောနော်9ဘူးလို့19လို့ပါတယ်ဗျာ ညနေကိုကိုထိတ်ကပို့တင်မယ်ကိုဟုတ်ကဲ့ပါဗျာနော်ကိုမတို့ကြက်နေတက်တယ်လို့ကစားပါဗျာဟုတ်ကဲ့ပါကျွန်တော်လည်းကိုဒီမှာပဲရန်နာခွင့်ပြုပဲပြုပါဗျာနော်အားလုံးပဲကံကောင်းကြပါစေလို့ဆုတောင်းပေးပါရစေဗျာအားလုံးပဲဘိုင်ဘိုင် see you ပါအားလုံးပဲ